ကလုံတိုင်းဘဏ်ကနဲ့ ADM ဘဏ်ပုံးကနေငွေသားထည့်တဲ့နေကိုပြန်ပြီးတော့ပြသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဦးဆုံးစွာ ADM ဘဏ်ကလေးကိုကျွန်တော်ထည့်လိုက်ရမှာဖြစ်ပါတယ်ဘဏ်ကထည့်ပြီးတာနဲ့ခဏလေးစောက်ပြီးတာနဲ့ကျွန်တော် password နံပါတ်6လုံးရိုက်ထည့်ဖို့အတွက်ပေါ်လာပါမယ်ဒီနေရာမှာ password နံပါတ်ကိုကျွန်တော်တို့မှန်မှန်ကလေးနှိပ်ထည့်ပေးပါနှိပ်ပြီးတာနဲ့ကျွန်တော်တို့ဒီမှာသူကခေါဖန်းတော့ automatic သွားပါမယ်ဒီနေရာမှာကျွန်တော် language နေရာလေးကိုနှိပ်ပေးပါအင်္ဂလိပ်စာပဲရွေးပေးပါဗျပြီးလို့ရှိရင်တော့အခုဒီမှာကျွန်တော်လက်ညှိုးထိုးတဲ့နေရာလေးကိုပဲနှိပ်မယ်နော်ဒီလိုပေါ်လာလို့ရှိအပေါ်ဆုံးအတန်းလေးကိုပဲလက်လေးနဲ့တောက်ပေးလိုက်ပါ ပြီးရင်တော့ဒါငွေထည့်ဖို့တော့ဒီမှာ call fan မှန်ချက်လေးကိုနှိပ်ပေးပါဗျ။အဲ့ဒါပြီးရင်တော့ကျွန်တော်ဒီမှာကိုယ့်ရဲ့ဘန်နံပါတ်မှန်မှန်မှန်သူပေါ်လာလိမ့်မယ်။ဘန်နံပါတ်မှန်ပြီဆိုရင်တော့ကျွန်တော်တို့ဒီမှာဘန်ပုံးကလည်းပြည့်လာပြီဆိုတော့ပတ်စံထည့်ချလိုက်ပါဗျ။ကျွန်တော်တို့ဒီမှာအများကြီးတော့မဟုတ်ဘူးเนาะပတ်စံကဒီကျွန်တော်တရားတန်လေးတွေပဲထည့်ပြထားတာဖြစ်ပါတယ်။ okay အဲ့တော့ပတ်စံထည့်ပြီးတာ ਨੇ ကျွန်တော်တို့ခဏလေးစောက်ပြရမှာကတော့ဒီဒီမှာပတ်စံငွေရေတွက်ကိုစစ်ဆေးပေးနေတာပဲဖြစ်ပါတယ်ခင်ဗျာเนาะ โอเคပါကျွန်တော်ဒီမှာဆိုရင်တော့ကျွန်တော်ကတရားတန်ပေါ့เนาะ3ရွက်ထည့်ထားတာဖြစ်တော့300ပါမှန်ပြီဆိုတော့ကျွန်တော်မှခေါ်ဖန်းမှန်ချက်လေးကိုနှိပ်ပေးပါဗျโอเคအဲ့ဒါဆိုရင်တော့ကျွန်တော်ခဏလေးပဲစောက်ပြရမှာဖြစ်ပါတယ်အခုဆိုရင်တော့ကျွန်တော်ဒါဘန်ကတ်ထည့်ကိုပေါ့เนาะပတ်စံဝင်လာပါပြီခင်ဗျာအဲ့လိုဝင်လာပြီဆိုရင်တော့သူဒီမှာအတိပြုတဲ့ဆက်လက်စာရွက်လေးထွက်လာပါပြီပြီးလို့ရှိရင်တော့ကျွန်တော်တို့ ATM ဘန်ကတ်လေးလည်းပြန်ထွက်လာပါပြီခင်ဗျာဘန်ကတ်ကိုလည်းပြန်ယူဖို့အတွက်မမေ့ပါနဲ့လို့ပြောချင်ပါတယ်ဒါကတော့ကလုံတိုင်းဘန်ကတ်နဲ့ ဒီကုန်ထိုင် ATM ဘဏ်ပုံးမှာငွေသားပြန်ထည့်တဲ့နည်းလေးဖြစ်ပါတယ်အခုချိန်မှာကြတော့ဘဏ်ကဖွင့်မယ်ဆိုရင်တော့ဒီကုန်ထိုင်ဘဏ်ကကအလွယ်ဆုံးပဲဖြစ်ပါတယ်ဘဏ်ကဖွေးချင်တဲ့သူများစီပီမှာအသေးစိတ်လည်းရောက်မေးမြန်းနိုင်ပါတယ်ကျွန်တော်ချွန်ဖူလီဘတ်ဒီမှာလည်းကျွန်တော်အခုဆိုရင်ဖွေးပေးနေပြီဖြစ်ပါတယ်